ဆောင်းဝင်လာပြီဆိုတဲ့စကားကိုခြေဖြက်ပြရမယ်အာဆင်နယ်တင်းရဲ့တကယ့်ကိုပွဲအကြဆုံး၃ပွဲ။ အလုံးမင်္ဂလာပါနဲ့ပြည်ဆောင်ကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့လက်ရှိ Arsenal တင်းရဒီစနေတုန်းနဲ့မှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်ကိုပြန်ပြီးတော့ကန်းတော့မှာဖြစ်တယ်ဒီမတိုင်ခင်မှာဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးမှာကျွန်တော်က Arsenal တင်းရတကယ်ကိုပွဲကျက်နေတဲ့ကာလာလေးမှာအဓိကကြော်ဖြတ်မယ်အနည်းဆက်ဆုံး၃ပွဲအကြောင်းကျွန်တော်နည်းလေးဆွေးနွေးသုံးသပ်မှုလုပ်သွားမယ်ပေါ့နော်ဘာလို့ကျွန်တော်ဆွေးနွေးသုံးသပ်မှုလုပ်လဲဆိုလို့ရှိရင်တော့စောင်းရာသီဝင်လာပြီဆိုလို့ရှိရင် Arsenal တင်းနေနဲ့စပြီးတော့ခြေချော်ရတော့ကြောင်းတော်တော်များများစားနောက်နေကြတဲ့သဘောမှလည်းရှိရပါဗျာဒါအကုန်လုံးတည်ပြီးသားလည်းဖြစ်မှာပါ စောင်းဝင်ပြီနော်ဆိုပြီးတော့ဝိုင်းပြီးတော့စရနေတာဖြစ်တဲ့ကြောင့်စောင်းရသည်ဝင်ပြီဆိုတာနဲ့အာဆင်နယ်သင်းရဲ့ခြေချော်လေးခြေချော်တာရှိရဲ့ပြဿနာတွေကစပြီးတော့ဖြစ်လိဖြစ်တာရှိတဲ့အတွက်ကြောင့်ဒါအာဆင်နယ်သင်းနေတယ်ဘယ်လိုမျိုးစွမ်းဆောင်ရည်နဲ့လုပ်ပြအောင်လဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်ပစ်လိုက်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့အာဆင်နယ်သင်းနောက်ကံမဲ့၃ပွဲမှာဘယ်လောက်ထိ result တွေဖြစ်မလဲ injury ကစားသမားတွေကဘယ်လိုရှိလဲဆိုတဲ့ဥစ္စာတွေကျွန်တော်နေ့လေးဆွေးနွေးသွန်းသွန်းတော့မှာလည်းဖြစ်ပါတယ်စပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်သင်းကနောက်ကံမဲ့၃ပွဲကတကယ်ကိုပွဲချက် သုံးပွဲကိုရင်ဆိုင်ရှင်မြန်ကစားသွားမှာလည်းဖြစ်တယ်ပေါ့နော်။နီးစက်ကံမဲ့ပွဲစဉ်တွေအကုန်လုံးကလည်းတော်တော်လေးကိုခက်ခဲကြမ်းတမ်းမဲ့ပွဲစဉ်တွေဖြစ်တဲ့တော့ကြောင့်အာဆင်နယ်အသင်းတွေနဲ့ဒီလူစည်းမတောင့်တင်းလူစည်းအောင်တောင့်တင်းပါတယ်။ဒီအဓိက injury များနေတဲ့ပြဿနာပေါ့နော်။ injury များနေတဲ့အနေထားမှာအာဆင်နယ်အသင်းတွေနဲ့ဒီလိုမျိုးပေါ့နော်။စောင့်ရည်ရောက်ပြီဆိုလို့ရှိရင်အာဆင်နယ်ခြေချော်လေးခြေချော်တာရှိတယ်ဆိုတော့ဥစ္စာတို့ဘယ်လိုမျိုးတွန်းလှန်ပြီးတော့လုပ်ပြရမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။အဲ့လိုအာဆင်နယ်အသင်းရဲ့လက်ရှိကံမှုရှိနေတဲ့သုံးပွဲကိုကျွန်တော်တို့နည်းနည်းဆွေးနွေးသုံးသပ်ကြည့်အောင်။အာဆင်နယ်အသင်းကဒီ November 23ရက်နေ့ပေါ့နော်။ဒီ Sunday မှာ ါဆိုလို့ရှိရင်တော့လန်ဒန်ဒါဘီပွဲစဉ်အဖြစ်အာဆင်နယ်တင်းအင်ကွင်းမှာဒါတော်တင်ဟော့စ်ဘာတင်ရဲ့ရင်းဆိုင်ကစားသွားဖို့ရှိရယ်အာဒါအမရိတ်မှာကမ်းမဲ့ပွဲဖြစ်တဲ့ကြောင့်ဒီပွဲစဉ်ကတော့အာဆင်နယ်အတွက်အခွင့်အရေးအများကြီးရှိနိုင်တယ်လို့ဒီပွဲစဉ်ကကျွန်တော်စိတ်ထင်ပြောရမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ပဲအနိုင်ရသွားမယ်လို့ကျွန်တော်တော့ထင်တယ်အမ်မေဘီတည်တို့မအနိုင်ပါတော့အဲ့လိုလိုထင်တာပဲဒါပေမဲ့တကယ်တကယ်ကျွန်တော်ပွဲစဉ်နေနေတော့မှာ ဝဲကြိုသုံးသပ်ချက်လုပ်ပေးမယ်အကြောင်းမှာပဲတစ်ချက်ထပ်ပြီးတော့သူဆွေးနွေးသုံးသပ်မှုလုပ်သွားပေးမယ်ပေါ့နော်ဆိုတော့ဒုတိယပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ November 29ရက်နေ့ဒါကြတာပရီးနေမှာကံမဲ့ Champion League ပွဲစဉ်ပေါ့နော်အပွဲစဉ်ကလည်းတကယ်ကိုကြည့်ကောင်းပြီးတော့အရေးပါမယ့်ပွဲစဉ်တစ်ပွဲအပွဲစဉ်ဟာဆိုလို့ရှိရင်လည်း Bayern Munich အသင်းနဲ့ရင်ဆိုင်ရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ဒါကတော့ Arsenal အသင်းရဲ့အင်ကွင်းမှာပဲရင်ဆိုင်ရှင်ပြိုင်မှာပေါ့နော်ဆိုတော့ Emirates မှာပဲကံမဲ့ပွဲစဉ်ဖြစ်တဲ့တော့ကြောင့်ဘာပဲပြောအဝေးကွင်းထက်စားလို့ရှိရင်တော့အင်ကွင်းမှာဖြစ်တဲ့တော့ကြောင့် Arsenal အသင်းနဲ့အခွင့်အရေးတွေပို့ပြီးတော့ရှိရလို့တော့ပြောလို့ရတာပေါ့နော်အပွဲစဉ်ပြီးသွားရဆိုလို့ရှိရင်တော့ November 30 ်မှာကျွန်တော်တို့ဒီ Sunday မှာဆိုလို့ရှင်တော့ Chelsea နဲ့ ရင်ဆိုင်ရှင်မြန်ကစားသွားမှုရှိတယ်ဒီပွဲစဉ်ကလည်းဒါလန်ဒန်ဒါဘီပွဲစဉ်နောက်တစ်ပွဲပဲပေါ့နော်ဆိုတော့ Chelsea တင်းရဲ့ England Stamford Bridge မှာသွားပြီးတော့ကစားမှာဖြစ်တော့ကြောင့်အပွဲစဉ်ကလည်းတကယ့်ကိုခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာမယ်ဆိုတော့တရားပေါက်ပြောလို့ရတယ်ဘာလို့လဲဆိုလို့ရှင်တော့ Arsenal တင်းရဲ့ England မှာစွမ်းဆောင်ရည်ရည်လေးပိုကောင်းပြီးတော့ဝေးခွင့်ကြလို့ရှင်တစ်ချက်ချက်ရင်းရင်တက်တဲ့အနေအထားလေးရှိတဲ့အတွက်ကြောင့်ဒီမှာဆိုလို့ရှင် Blue Result လေးထွက်လာမယ်ဆိုတော့ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ Sunderland တင်းရဲ့ပွဲစဉ်မှာဒါတည်မကြခဲ့ဘူးဆိုလို့ရှင်တော့ဒီလောက်ထိစိတ်ပူကြရဖြစ်မယ်လို့ကျွန်တော်လည်းမထင်ဘူးအကုန်လုံးလည်းထင်ကြမယ်လို့မထင် ချင်းဘူး။ဘာလို့လဲဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းရဲ့ဒီဆန္ဒလန်အသင်းမတိုင်ခင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ရှစ်ပွဲစတိုက်အနိုင်ရထားတယ်။ပြီးလို့ရှိရင်ပေးကိုလည်းရှစ်ပွဲစတိုက်မရှိထားဘူးပေါ့နော်။အဲ့လိုအနေအထားမျိုးကနေပြီးတော့ဆန္ဒလန်အသင်းကိုနှစ်ကိုးပေးလိုက်ရတယ်။အဲအပွဲစဉ်မှာဆိုလို့ရှိရင်အနိုင်မရဘဲနဲ့တေးပါကြာသွားခဲ့တာဖြစ်တဲ့တော့ကြောင့်အကုန်လုံးကအာဆင်နယ်ဘက်ကိုပြန်ပြီးတော့လှည့်လာတဲ့သဘောမှရှိရပေါ့နော်။အဲကြောင့်မို့ဒီပွဲစဉ်ကလည်းဒီစကန်မဲ့တော်နီဟော့စ်ဘာသင်းရဲ့ပွဲစဉ်ကလည်းဒါနီးပြအာဒေတာတို့ကအာဆင်နယ်တို့ကတကယ်ကိုစောင့်ကြည့်မျိုးလုံးနေနဲ့စောင့်ကြည့်မှဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတေးချာလေးတစ်ခုတော့လုံးပြဖို့တော့လိုတယ်လို့ကျွန် တော်တော့ထင်တယ်အဲဘာပြောရပြတည်ရမလားလူစီးမတောင့်တင်းလို့ဘာညာပြောလို့မရအောင်ကိုဒီ ဘာတာနေပြီးတော့ဝယ်ပေးထားတဲ့ကစားသမားရယ်ဆိုလို့ရှိရင်၃သင်းစာလောက်ရှိတယ် first line နဲ့ရယ် second line နဲ့ရယ်ပြီးတော့လူငယ်အသင်းရယ်ပေါ့နော်အဲ့လို၃သင်းလောက်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိချိန်မှာဒဏ်ရာကစားသမားရယ်များနေရယ်ဆိုပေမဲ့လည်းအာတီတာကောအာဆင်နယ်ဘက်ကောအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်အကြောင်းမဒီပွဲစဉ်မှာဆိုလို့ရှိရင်အကောင်းဆုံး reserve ရယူဖို့တော့လိုတယ်ပေါ့နော်ဒါကဒီပွဲစဉ်ကတော့ထုံးစံနိုင်မယ်ကျွန်တော်ပွဲချိန်နည်းနည်းလေးနှီးတော့မှာပဲပွဲချိန်သွင်းချက်လုပ်ပေးမယ်အဲ့ဆိုဆက်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီဒဏ်ရာရ ကစားသမားအစည်းအဝေးပေါ့နော်။ဒဏ်ရာလက်ရှိရနေကစားသမားမှာဆိုလို့ရှိရင်အာဆင်နယ်စင်းရဲ့ဒဏ်ရာကစားသမားအခြေအနေတွေကတော်တော်လေးဆိုးနေလို့ပြောလို့ရတယ်။အခုနောက်ဆုံးကြားသိရတဲ့သတင်းတွေရဆိုလို့ရှိရင်လက်ရှိဒီဘရာဇီးတင်းနဲ့တွားရောက်ပြီးတော့ဒီ International ပြိုင်ပွဲကစားခဲ့တဲ့ Gabriel Magalhaes ကဒဏ်ရာရသွားပြီးတော့အနည်းဆုံး1လလောက်အနားယူရမယ်ဆိုပြီးတော့သတင်းတွေတက်နေရရှိရတော့ကြောင်းသူ့အနေနဲ့အနည်းဆုံး9ပွဲလောက်တော့လွဲချော်သွားနိုင်ရရှိတယ်။ကျွန်တော် Man United ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ Benjamin Sheshko နားမယ်ပွဲစဉ်ဒီပါတိုင်းလိုက်ပြီးတော့နားမယ်ပုံစံမျိုးပေါ့နော်။အဲကြောင့်လို့ဒီပေါင်ချန်ကြွတားဒဏ်ရာရသွားတဲ့အတွက်ကြောင်း Gabriel Magahis ကအဲငါးဘောလောက်လွှဲမယ်ဆိုလို့ရှိရင်တော့တကယ်ပွဲချက်ကာလတွေအကုန်လုံးလွှဲသွားမယ်သဘောပေါ့နော်ဆိုဘာပြောပြောပြတယ်ဘလောက်ပဲအရင်အရာတောင့်တင်းနေဘာညာပြောပြော ဂေဘရီယယ်မာဂါဟစ်ကဒီယာဒီမှာဘယ်လောက်ထိအာဆင်နယ်တင်းမှာအကျိုးပြုနေလဲဆိုတာတော်တော်များသိမိသားလို့ကျွန်တော်တို့ထင်တယ်အကြောင်းမလို့ဂေဘရီယယ်မာဂါဟစ်မပါတဲ့ပြဿနာကဘယ်လောက်ထိအခြေအနေဆိုးမယ်လို့တော့ထင်လဲပေါ့နော်အဲ့ဒီအမြင်လေးတွေလည်းကွန်မန်တာမှာဝင်ရေးသွားလို့ရတယ်ပြီးနောက်ထပ်သတင်းအနေနဲ့ဆိုလို့ရှိရင်တော့ခိုင်ယာဗက်စ်ကပြန်ကောင်းလာပြီးတော့မှဒဏ်ရာအသေးစားပြန်ရသွားလို့နောက်ထပ်နှစ်ပတ်သုံးပတ်လောက်ထပ်ပြီးတော့လွဲမယ်ဆိုပြီးတော့ပြောထားတယ်လည်းရှိရတော့ကြောင်းဒါတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့လက်ရှိဒီဗီဒယောကရက်စ်ကလည်းကြက်ခံမပြေဝသေးဘူးလို့ပြောတယ်ခိုင်ယာဗက်စ်ကလည်းပြန်လာသွားတဲ့အတွက်ကြောင်းအဆင်မပြေဘူးပေါ့နော်ပြီးတော့ဒ ဒီ Gabriel Jesus ကလည်းလက်ရှိအသင်းနဲ့ပြေချပြန်ပြီးမပူပေါင်းရသေးတဲ့အကြောင်းသူအနေနဲ့ ready မဖြစ်သေးဘူးလို့ပြောထားတာဖြစ်တဲ့အကြောင်းဒီ Spain ပွဲစဉ်မှာဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းမှာကျွန်တော်ထင်တာတော့ Merino ကိုပဲတုံးလာဖို့များမယ်လို့ထင်တယ်တိုက်စစ်အထောင်မပါဘဲနဲ့ဆက်ပြီးတော့ကစားရမယ်ပုံစံမျိုးပေါ့နော်ဆိုတော့ဒီလိုအနေထားမျိုးတွေကြောင့် တော့ဒီခံစစ်မှာဆိုလို့ရှိရင်လည်း Gabriel Marquez မပါတဲ့အတွက်ကြောင့် Hinkepi ကိုပဲသုံးမလားဒါမှမဟုတ်လို့ရှိရင်လည်းဒီ Calafiori ကိုပဲသုံးမလားဘယ်လိုမျိုးအခြေအနေရှိမလဲမသိသေးဘူးဘောနော်ဒါတော့ data ပွဲထုတ်လာတဲ့အခါကျမှပဲကျွန်တော်တို့သိရမှာဆိုတော့ဒီလိုအနေထားမျိုးကြောင့် Arsenal အသင်းနေနဲ့ရမှတ်ဒီဒဏ်ရာကစားသမားများနေတဲ့အနေထားမှာဆိုလို့ရှိရင်ရမှတ်ဒီဗနမတ်လောက်စူဆောင်းသွားနိုင်မယ်လို့ထင်တယ်ပေးကိုမရှိဖြစ်နေတဲ့ခံစစ်ကြောင်းအောင်ဘယ်လောက်ထိထပ်ပြီးတော့တောင်းခံထားနိုင်မယ်လို့ထင်တယ်မိမိအထင်မျိုးစားကြလေရဘယ်လိုရှိတာဥက္ကကွန်မန့်ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကို YouTube မှာလည်းတင်ထားပေးပ ါတယ် quality ကောင်းလေးနဲ့ကြည့်ကြင်တယ်ဆိုလို့ရှိရင် YouTube မှာတွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးနဲ့ video လေးကိုကြည့်နေတယ်ဆိုလို့ရှိရင် like and subscribe follow နှိပ်ပြီးကူညီကြလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆက်မိကြတာပါ